Chelsea အသင်းကြောင့်နောင်လာမဲ့ပွဲစဉ်တွေကို Arsenal အသင်းကခက်ခက်ခဲခဲနဲ့ကိုကစားရတော့မှာဖြစ်ပါတယ်။ Hey yo bro အားလုံးမင်္ဂလာပါကျွန်တော်တော့မိချေပါမိချေရောမိချေပါပဲ။ဒီ Arsenal အသင်းနေနဲ့နောက်ပိုင်းပွဲစဉ်တွေကိုနော်ခက်ခဲခဲနဲ့ကို Arsenal အသင်းကရှင်ပြိုင်ကစားရတော့မယ်။အဲဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအာဆင်နယ်အသင်းနဲ့ချက်စီတင်းတို့ပွဲစဉ်မှာပေါ့နော်တဖက်တကူစီတည်ကြသွားတယ်ပေါ့နော်ဒါချက်စီတင်းကတယောက်ထွက်နေထားနေတော့အဲကစားသွားတယ်ပေါ့နော်အဲအဲ့ဒါပြီးတဲ့နောက်မှာဒီလိုင်းဘုံမှာပေါ့နော်တော်တော်များများတွေ့နေရတာဒီအချက်စီကလူချတယ်လို့နော်အညစ်တယ်လို့အဲအဲ့လိုမျိုးတွေအများကြီးပြောကြတယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စကဒီအဓိကက အဓိကကဘောလုံးပွဲကိုပေါ့နော်ဘောပွဲကိုဒီ7နှစ်လောက်7နှစ်လောက်ကြာပေါ့နော်ကြီးပြည့်ပြီးတဲ့လူတွေဆိုလို့ရှိရင်တော့တိပါတယ်ပေါ့နော်ဒါကဘယ်လိုပုံစံလဲဆိုတော့ဟုတ်တိပါတယ်အဲ့တော့မတိသေးတဲ့ဘဲကြီးတွေရောဘဲလေးတွေရောတော့အဲမစ်ရှင်တိတလောက်ပြပြမယ်နော်အဲမစ်ရှင်တိတလောက်မစ်ရှင်အမြင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီအဲ့ဒီအာဆင်နယ်နဲ့ချယ်ဆီတို့ဒီရန်ပြိုင်ဆိုင်ပြင်းထန်တဲ့ဒီလန်ဒန်ဒါဘီပွဲစဉ်မှာချယ်ဆီအသင်းရဲ့ အနီးပြအန်ဆိုမော်ရက်စကာကဘယ်လိုပွဲထွက်လာလဲဆိုတော့ချက်စီအသင်းကအဲ့ဒီပွဲစဉ်မှာကျွန်တော် aggressive စစံ high press ကစားဟန်နဲ့ပွဲထွက်လာမိတာအဲ့တော့ aggressive ဆိုတာကဒီနေရာမှာတိရိုက်လေးရှိတယ်မတိရိုက်လေးရှိပါတော့အဲ့တော့ aggressive ဆိုတာကတကယ်ကိုဟိုတင်းတန်းတန်းတန်းနဲ့မမထန်ထန်တုံ့ပြန်ကစားတုံ့ပြန်တာပေါ့နော်အဲ့လိုမျိုးပြောလို့ပြပြမဟုတ်ပဲနဲ့တင်းတန်းတန်းတန်းနဲ့ဆော့ကစားတာပေါ့ aggressive စံတယ်လို့ပြောတာပါ အဲ့တော့ဒီနေရာမှာဘယ်သူတွေကိုညွှန်းညွှန်းလို့ရတယ်ဆိုလို့ရှိရင်ဒီ Sergio Ramos တို့အဲ PP တို့အဲနောက်ပြီးတော့ Ryan Kane တို့ Agent Terry တို့ဒီလို player တွေပေါ့နော်ဒီ Makelele တို့ Nagatsu တို့ဒီလိုကစားသမားတွေဆိုလို့ရှိရင်ဒါဘောလုံးကိုလုံးဝ aggressive ဆန်ဆန်တင်းတင်းတုံ့ပြန်ကစားတာကိုဆိုလိုတာပါအဲ့တော့ဒီ high ဒါဆိုရင် high press လုပ်တယ်ဆိုတာပါလဲဆိုတော့ပြပြပါမယ်အဲ့တော့တိတဲ့လူတွေရှိတယ်မတိတဲ့လူတွေရှိရအောင်နော်တိတဲ့ ဘင်းကြီးတွေအများကြီးရှိပါတယ်အဲ့တော့ high press လုပ်တယ်ဆိုတာကမိချက်လို့တစ်ဖက်သင်းကိုတစ်ဖက်သင်းကိုပေါ်လုံးကိုတည့်မရအောင်လို့ပေါ့နော်တူးချင်းစီလူကက်ကစားတာကို ပြောတာပါအဲ့တော့တူးချင်းစီလူကက်ကစားတဲ့ကစားဟန်ပေါ့နော်ပေါ်လုံးကိုလုံးဝကိုပထမတစ်ယောက်ချင်းစီတိုင်းမှာ6လောက်ထဲမှာမထားပဲနဲ့ပေါ်လုံးကိုအဲလုံးဝလုကပ်ပြောကစားတာပေါ့အဲချက်စီနဲ့အာဆင်နယ်ပွဲမှာအနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်အတင်းရဲ့အဓိကတိုက်ဆက်လမ်းကြောင်းတွေကိုစတင်နေတဲ့ဒီ ဝင်းနေပေါ့နော်အဲတိုက်ဆစ်လိုက်ပါတယ်ဝင်းနေပါတယ်ဒီမှာမာတနယ်လေးရှိမြဲဒီမှာဘခွေဇာခါရှိရယ်ပေါ့နော်ဇာခါကိုအဲဒီကူကူရယ်လာကနော်တယောက်ချင်း1 vs 1လုံးဝ high press ပေါ့နော်လုံးဝကတ်ထားတာပေါ့နော်အဲ့ဇာခါဘောလုံးမရှိတဲ့အချိန်မှာဆိုလို့ရှိရင်ကူကူရဲလာကသူနဲ့နည်းနည်းလေးခက်ခွက်ခွာလေးနေတယ်။ဒါပေမဲ့ဇာခါဖီကိုဘောလုံးရှောက်သွားပြီဆိုတော့လည်းဘာမှဆက်လုပ်လို့မရအောင်လို့ဘောလုံးရောက်တဲ့အချိန်သားကကူကူရဲလာကပြေးကတ်ထားတယ် ဇာကာကိုလှဲထွက်လို့လည်းမရဘူးဘလို့မှလုံးလို့မရအောင်ပေါ့နော်အဲ့တော့အတင်းကို aggressive ဆန်ဆန်ချင်းချင်းတန်းတန်းလေးကို high press လုပ်ပြီးတော့ဖိအားပေးထားတာပေါ့နော်အဲအကြောင်းလို့ဒီပွဲစဉ်မှာဘိုဘီယိုဇာကာကအချက်စီးဘိုးပေါက်ကိုတစ်ချိန်လောက်ကန်ယုံလောက်ကလွဲပြီးတော့ဘာမှထူးခြားတဲ့လုံဆောင်မှုမပြနိုင်ခဲ့ဘူးနော်သူကိုယ်တိုင်လည်းတော်တော်လေးအဲ့ပွဲစဉ်မှာစိတ်ပြက်နေတာကိုလည်းမြင်ရတယ်ပေါ့နော်အဲ့တော့အဲဒီနေရာမှာ high press aggressive ဆက်တဲ့ hybrid ဒီလုတ်တယ်ဆိုတာကနှစ်နည်းပဲရှိရပေါ့နော်အဲကိုလုတ်ရတဲ့ကဒါမကနော်ကိုကိုကြော်မယ်ဆိုလို့ရှိရင်လူကြော်ရင်ကြော်ဒါပေမဲ့ဘောလုံးကြံခဲ့ရမယ်အမှုရင်လေဘောလုံးကြော်မယ်ဆိုလို့ရှိရင်လူကကြံခဲ့ရမယ်အဲဆိုလိုချင်တဲ့ဘောကကိုကိုကြော်သွားခဲ့တယ်ရှိတော့ဖောင်းဘောလုတ်ပြီးတော့တမင်ကိုဘောလုံးကိုဒီနေရာမှာတိုက်စစ်ကိုထပ်မဆတ်တင်နေအောင်ရှက်တန်ထားတယ် အဒါက hybrid aggressive နဲ့ hybrid လုပ်တဲ့ကစားဟန်ကိုဆိုပါတယ်အဲ့တော့ Chelsea ကအဲ့ဒီပွဲစဉ်မှာအဲ့ဒီကစားကွက်နဲ့ပွဲထွက်လာခဲ့တာဖြစ်တဲ့တကယ်လေးအလုပ်ဖြစ်ခဲ့ရပါတော့ Arsenal တင်းရဲ့ပထမတွေပွဲစကလေးကဒီ hybrid aggressive sense နဲ့ hybrid ကစားတာဖြစ်တဲ့အတွက် Arsenal တင်းရဲ့ပထမတွေကမျောလင့်မထားဘူးเนาะဒီပြအာဒီတာလည်းလုံးဝမျောလင့်မထားဘူး ဒါကြောင့်မို့လို့သူတို့မပြောလဲမထားတဲ့ဟာနဲ့တွေ့ဆုံခဲ့တဲ့အတွက်သူတို့တော်တော်လေးတိုင်ပတ်သွားတာကိုမြင်ရတယ်အဲ့တော့ aggressive ဆန်ဆန်ကစားရတယ် hybrid လုပ်ပြီးကစားရတာကိုသူတို့ကအသားမကျတဲ့အတွက်ဒီအာဆနယ်တင်းရဲ့သမားတွေကမလိုလားအပဲနဲ့ပထမပိုင်းမှာတည်းအဝါ၄ကလောက်ထိကို၄ကလောက်ထိကိုထိသွားတာပေါ့နော်အဲ့တော့တဖက်ကလူစိတ်ကိုစွာပြီးတော့စွန့်နေလို့သူတို့ကခံစားမိပြီးတော့မလိုလားအပ်ပဲပြန်ပြီးချင်းချင်းတန်းတန်းဖြစ်သွားတာပေါ့နော်ဒါအပြင်တပွဲလုံးမှာဆိုလို့ရှိရင်အဝါကွက်၈ကတိ ရှစ်ကတ်ဟုတ်တယ်ရှိပါဘာကတ်ရှစ်ကတ်နီကတ်တကတ်ထိထိခဲ့တယ်ပေါ့နော်နှစ်သင်းပေါင်းကွာအစနယ်သင်းမှာဆိုလို့ရှိရင်အဝကတ်6ကြိမ်ထိထိသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်အဲတကယ်ဒီပွဲစဉ်မှာချက်စီးသင်းရဲ့ပလန်ကအလုပ်ဖြစ်ခဲ့တယ်အဲအလုပ်ဖြစ်ခဲ့တယ်ပေါ့နော်အရှိမှလည်းခြေသေးတင်ကအဲ့လို high press high pressing လုပ်ပြီးတော့ resistance နဲ့ high press လုပ်ပြီးကစားတက်တာ ကြပြီပေါ့နော်ချက်ကြီးသင်းကတော့ဒါပဲအစနေသင်းကတော့အခုမှဒါကိုအကြုံရပြီးတော့ဒီရတီမှာသူတို့အသင်ရဲ့တော်တော်လေးကိုခြေစွမ်းအရာပေါ့အရလက်ရကိုဘုံသိခါရကိုတော်တော်လေးကိုထိသွားခဲ့လို့ပြောလို့ရတယ်အဲ့တော့ဘာဖြစ်လို့ဒီလိုပြောတာလဲဆိုလို့ရှိရင်အာဆနယ်သင်းဆိုတာလက်ရှိပရီးမီးယားလိမှာလည်းနံပါတ်1ချန်ပီယံလိမှာလည်းနံပါတ်1ဆိုလိုချင်တဲ့သဘောဒီဥရောပမှာလက်ရှိအကောင်းဆုံးအသင်းတစ်သင်းဆိုတာကိုလုံးဝလက်ခံတယ်အဲ့တော့အဲ့လိုအဲ့လို ကောင်းဆုံးအသင်းတစ်သင်းဖြစ်နေတာနဲ့အလျောက်အာဆနယ်အသင်းကိုတခြားသောအသင်းတွေအားလုံးအားလုံးကအောင်ဆိုင်ပါလေတေချာပေါ့အာယုံဆိုင်ပါလေအာယုံဆိုင်ခံရတာဖြစ်တဲ့အတွက်ဒီ Chelsea အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ Chelsea လုံပြပြီးကစားခဲ့တဲ့ပုံစံကအာဆနယ်ကိုအခက်တွေ့စေတယ်ဆိုတာကိုပြန်ပြန်အသင်းနီးပြတွေရောသမားတွေပေါ့တိကူတိပါတယ်ကျွန်တော်တို့လူတာမန်ဘာမှမဟုတ်တဲ့သူတွေတောင်တိတယ်ဆိုလို့ရှိရင်ဥရောပဘောလုံးလောကက ဘောင်းဆရာကြီးတွေကပို့ပြီးတော့တိပါတယ်အဲ့တော့ဒါကြောင့်မို့လို့ရှေ့လျှောက်လာမဲ့ပွဲစဉ်တွေပွဲစဉ်တွေမှာအာဆင်နယ်အသင်းကိုမြန်မာလိပြိုင်ပတ်အသင်းနေဆိုလို့ရှိရင်ဒီလို aggressive ဆန်ဆန် high pressing လုပ်ပြီးတော့ကောင်းကောင်းကစားနိုင်ပါတယ်ဘုနော်အဲ့လိုတေချာပေါက်ကိုဒုက္ခပေးလာနိုင်ပါတယ်အထူးသဖြင့်ဒီလို aggressive sense and hyper pressing ကောင်းကောင်းလုပ်နိုင်တဲ့အတင်းဆိုလို့ရှိရင်ကျွန်တော်တို့ Brighton တို့ เนาะဒီ Sunderland လို့အဆရှိတဲ့အသင်းတွေအရဆိုလို့ရှိရင်ဒီ aggressive center high press လို့ပြီးကစားနိုင်ပါတယ်အဲ့လိုမျိုးတာကစားမယ်သူတို့ရှင်အာဆနယ်အသင်းနေနဲ့ဒီဟာဒီတို့ရဲ့ချန်ပီယံမျောလင်းချက်ပရီးမီးယားလိဂ်ထိုက်တဲ့ဖလားကိုလည်းအတိုင်းအတာတစ်ခုဒီအနောက်ရှယ်ဝင်ပေါင်းဝင်နိုင်ပါတယ်ကျောင်းချဲစီပြိတ္တတယောက်ဖြစ်တဲ့သူတို့ပေသည့်တိုင်အောင်ရင်းထဲကမှတ်တကယ်ဆန္ဒဒီအာဆနယ်အသင်းကိုပရီးမီးယားလိဂ်ဖလားကိုရရှိစေချင်ပါတယ်မရတာအလွန်ကိုကြာနေပြီဖြစ်တဲ့အတွက်ကျွန်တော်တကယ်ကိုရရှိစေချင်ပါ ထုံနီးတူပဲ Manchester United အသင်းကိုလည်းကျွန်တော်တို့ကအမြတ်ဆုံးပြန်လာစီချင်ပါတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့တိုက်ပတ်အသင်းလေးဆိုပေမဲ့လည်းဒီအသင်းတွေကိုလည်းကောင်းစီချင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကရှေ့လျှောက်လာမဲ့ပွဲစဉ်တွေမှာ Premier League ပွဲစဉ်တွေကို Champions League ပွဲစဉ်တွေကိုစနေအသင်းတွေနဲ့ Chelsea ကစားခဲ့သလိုမျိုး aggressive sensor high pressing လောက်ခံရပြီဆိုလို့ရှိရင်တိုက်ပတ်နိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်စနေအသင်းရဲ့နီးပြကြီး Mikel Arteta အနေနဲ့အဲဒါကူတော့ ဖြည့်ရှင်းထားဖို့တော့လိုပါလိမ့်မယ်ပေါ့နော်ဒါမှအဘယ်အစနဲ့အသင်းကပရီးမီးယားလိထိုက်တဲ့ဖလားကိုပေါ့နော်သူတို့ရရှိသွားနိုင်မှလည်းဖြစ်ပါတယ်ကျွန်တော်ဘောလုံးကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတလောက်တက်တလောက်အဝေငှနေပါတယ်အဘေးရောအနေနဲ့နှစ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube account လေးကို like and subscribe လေးလုပ်ခဲ့ပြီးပါအောင်ကျွန်တော် watch along လေးလုပ်ချင်ပါတယ်လို့ပါတော့ကြောင်းကျွန်တော် account လေးကို subscribe လေးဖြည့်ကူညီပေးပါလို့ကျွန်တော်တောင်းဆိုပါတယ် အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ